ြည်မင်းတို့စင်းတို့နော်အဲဟုတ်တယ်တမင်းတို့မြောက်တို့အဲမျိုးစုံတွေ့ရလူခမင်းရဲ့စာစင်မဲ့မင်္ဂလာပါတောက်မြူကြီးဒီချိန်ကတော့အခန်းလေးကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ တိရစ္ဆာန်များဖြစ်တဲ့အခန်းခွဲနှစ်မတူညီသောနေရာများမှာတဲ့တိရစ္ဆာန်များသင်ခန်းစာကိုသင်ကြားပြီးမှဖြစ်ပါတယ် ကဲတောင်းမြူကြီးတိရစ္ဆာန်လေးကဘယ်နေရာမှာဘလူနေကြလဲတားရုရဲ့ပတ်ဝန်းကျင်မှာရောတိရစ္ဆာန်လေးကဘယ်နေရာမှာနေလဲနေရာရောတူညီကြလားအမ်ဟုတ်တယ်မတူညီကြဘူးကဲငားလေးဆိုဘမနေဟုတ်တယ်ရီထဲမှာနေတယ်ကဲခွေးတို့ကြောင်လို့ဆိုရင်ရောအမ်ကုန်းပေါ်မှာနေတယ်အဲ့တော့တိရစ္ဆာန်လေးကတဲ့ဘယ်နေရာမှာနေလဲဆိုတာကိုဒီချေတို့ဒီခန်းစာမှာလေ့လာကြမယ်နော် ကဲပုံလေးကိုကြည့်လိုက်ပါအောင်တောက်သမီးလေးဒီပုံလေးကတော့လှော်ကားဥယျာဉ်တောက်သမီးကိုလှော်ကားရောက်ဘူးလားဟမ်လှော်ကားဥယျာဉ်မှာတိရစ္ဆာန်လေးရရှိတယ်တောက်သမီးရေနော်ဟမ်တပင်လေးကလည်းအများကြီးပဲစိတ်ဆိုးနေရပဲကဲမရောက်ဘူးလေလို့ဆိုရှင်တွားကြည့်နော်အမှတိရစ္ဆာန်လေးတွေ့ရအခြားတိရစ္ဆာန်လေးကိုဘယ်နေရာမှာတွေ့ရသေးတယ်တောက်သမီးဘယ်နေရာတွေ့ရ ဟုတ်တယ်တိရိစ္ဆာန်ဥယျာဉ်မှာတွေ့ရသေးတယ်တခြားတိရိစ္ဆာန်တွေเนาะတိရိစ္ဆာန်ဥယျာဉ်မှာဆိုရင်တိရိစ္ဆာန်လေးတွေမျိုးစုံရှိเนาะဟုတ်တယ်ရင်းမြင်းတို့ဆင်းတို့เนาะအဲဟုတ်တယ်သမင်းတို့မြောက်တို့အဲမျိုးစုံတွေ့ရတယ်အဲသူတို့ဘယ်နေရာမှာဘလူနေထိုင်လဲဆိုတာကိုဒီချဲတို့ကလေ့လာကြမယ်เนาะကဲ ောက်မျိုးရည်တိရစ္ဆာန်လေးကြီးကတခေါင်းနဲ့တခေါင်းနေထိုင်တဲ့နေရာမတူကြဘူးเนาะဟွန်းဟုတ်တယ်အရေရှိမှပြောသွားလို့ပဲဒီအင်းဟုတ်တယ်ငှက်ကလေးဆိုရင်ဗမာနေလဲအင်းတစ်ပင်ပေါ်မှာနေတယ်เนาะအခွေးတို့ကြောင်လို့ဆိုရင်ကုန်းပေါ်မှာနေတယ်ငားလေးဆိုရင်ရေထဲမှာနေတယ်လာပါ နားမလည်လိုက်တဲ့ចောင်းစာတွေကိုပြန်ရှင်းပြပေးဖို့ guide တယောက်လိုနေပြီလားဒါဆိုသူခမိန် app ရှိရယ်နော်နားမလည်လိုက်တဲ့သင်ခန်းစာတွေကိုရှင်းပြပေးမယ်အချိန်ပြည့်ရှိနေမယ်သူခမိန်ကြီးပေါ့ဘယ်အချိန်မဲလိလာလိလာသူခမိန်ကြီးကစာတွေကို24နာရီအချိန်ပြည့်ရှင်းပြပေးဖို့အသင့်ရှိနေမှာပါသူခမိတ် app မှာဆိုရင်သင်ရိုးညွှန်းတဲ့နေရာအတိုင်းသင်ခန်းစာတွေကိုသင်ကြားပြသပေးထားလို့တသမမီတို့စာတွေမလိုက်နိုင်မှာစိတ်ပူစရာမျိုးတော့ပါဘူး ကဲဒါဆိုចောင်းសាយីត្រូវសេញញេនៅមកឡាအနိုင်ဆုံးစင်းတော့3600ချက်ကနေစတင်ဝယ်ယူနိုင်ပြီး iOS Android version နှစ်မျိုးစလုံးကနေ free download ရယူနိုင်ပါတယ် website link ဆိုရင်တော့ www.tukhamain.com ကနေဝင်ရောက်လေ့လာလို့ရပါတယ်ကဲ tukhamain application ကိုအခုပဲ subscribe လုပ်လိုက်တော့နော်